ဒီလိုရနမယ်က David Small ဘုံမှာသူဟာ Australia မှာဂီတပွဲတွေစီစဉ်ပေးလေရှိတဲ့လူပဲဖြစ်ပါရင်သူစီမှာ Helen ဆိုတဲ့စနီနဲ့ချစ်စရာကောင်းတဲ့ကလေး6ယောက်နဲ့ပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်ထားပါရင်သူရဲ့စီးပွားလုပ်ငန်းကအောင်မြင်နေပြီးတော့ဂျေဆုတင်စရာတွေကလည်းအများရှိပါရင် David ဟာတင်ရမှာ Helen ကိုသူတို့မိသားစုရဲ့စုဆောင်ငွေအားလုံးကိုအသုံးပြုပြီးတော့အကြီးစားဂီတပွဲကြီးတစ်ခုကျင်းပဖို့နဲ့ America ကနေနာမည်ကြီးအဆိုတော်တယောက်ကိုခေါ်ရှင်တယ်လို့ပြောခဲ့ပါရင် အဲ့ဒီပွဲကသူ့ရဲ့တသက်တာမှာအကြီးဆုံးဖြစ်ပြီးတော့အရန်ကိုမှအောင်မြင်မယ်လို့ယုံကြည်နေခဲ့ပါရင်သူ့ရဲ့ဇနီးအနေနဲ့ဟဲလင်ဟာသူ့ကိုအားပေးထောက်ခံပြီးတော့သူ့ရဲ့ရည်မှန်းချက်ကြီးမားတဲ့အစီအစဉ်အနောက်ကိုလမ်းယုံပဲရှိခဲ့ပါရင်ဒါပေမဲ့အရာအလုံးကအစီအစဉ်အတိုင်းမဖြစ်ခဲ့ပါဘူးအဲ့ဒီနေ့မှာဩစတြေးလျစီးပွားရေးအကြအတီဖြစ်ခဲ့ပြီးတော့ဒေးဗစ်ရဲ့ဂီတပွဲကရှုံးနေတော့ခဲ့ပါရင်ဒီရှုံးနေမှုဟာဒေးဗစ်ကိုဒေဝါလီခံရတဲ့အထိဖြစ်စေခဲ့ပါရင်ကီတာပွဲပြီးတဲ့တပတ်အကြာမှာပဲဒေးဗစ်ကအမေရိကန်အစိုးရရဲ့မန်နေဂျာစီကိုဆက်သွယ်ပြီးတော့ ပွဲပြက်သွားလို့ဝေလျှော့ပေးလို့ရမလားဆိုပြီးစုံစမ်းရန်စူးစမ်းခဲ့ပါရင်သူကဘာပိုက်ဆံမှမရခဲ့ပါဘူးအမှန်တကယ်ဆိုတော့အရန်ကိုမှရှုံးသွားခဲ့ပြီးသူ့ရဲ့စူဆောင်းငွေအားလုံးကပျောက်သွားခဲ့ပါရင်ဒါပေမဲ့သူ့ရဲ့တောင်းဆိုမှုကအငင်းပယ်ခံရပါရင်အကြောင်းကတော့အဆုတော်ကတချင်းတွေဆိုပြီးသွားပြီဖြစ်လို့ပေးရမယ့်ငွေကိုလျှော့ပေးလို့မဖြစ်နိုင်ပါဘူးဒေဗေကမူလတဘောတူညီမှုအတိုင်းပဲလိုက်နာရပါရင်သူ့လုံနိုင်တာကလက်ခံရုံပဲရှိတော့ပါရင်ဒီလိုနဲ့ဒေဗစ်အိမ်မြေရောက်တဲ့အခါမှာသူ့မိသားစုနဲ့တငယ်ချင်းတွေကသူ့အတွက် အာအတင်းဖွဲမွေးနေ့ပွဲကိုစီစဉ်ထားကြပါရီပွဲအတွင်းမှာဆိုရင်တော့ဟဲလင်ကသူ့ခုနှစ်ယောက်မြောက်ကလေးကိုလွှဲထားရတဲ့ဆွဲသတင်းအားဖွင့်ချလိုက်ပါရီဒေးဗစ်ကလွှဲပြီးအားလုံးကဝမ်းသာသွားကြပါပြီပွဲပြီးတဲ့အခါမှာဒေးဗစ်ကတက်တီမွေးလိုက်ပြီးတော့ဟဲလင်ကိုသူ့ရဲ့ဂီတပွဲကြီးလုံးဝရှုံးသွားတဲ့ဆွဲအကြောင်းကိုဖွင့်ရပြောပြခဲ့ပါရီသူရဲ့မိသားစုမှာအကျွေးအများကြီးတင်နေပြီးတော့စုဝေကလည်းလုံးဝမရှိတော့ပါဘူးဟဲလင်ဟာအဲ့ဒီသတင်းကိုကြားတဲ့အခါမှာလုံးဝသုံးလုံးသွားခဲ့ပါရီ နောက်တနေ့မှာဒေးဗစ်ကသူ့ရဲ့တငယ်ရှင်တွေစီဆက်သွယ်ပြီးတော့ဘက်တူစီမှာအလုပ်ရှိတယ်လဲလို့မေးကြည့်ခဲ့ပါရင်ကံကောင်းစွာနဲ့ပဲသူ့ရဲ့တငယ်ရှင်တယောက်ကအလုပ်ကမ်းလှမ်းချက်တစ်ခုနဲ့ကူညီခဲ့ပါရင်ဒါပေမဲ့အဲ့ဒီအရာကတော့အမေရိကမှာပါသူစိတ်ဝင်စားမယ်ဆိုရင်တော့နရှဘီကိုပြောင်းရွှေ့ပြီးသူ့ရဲ့တငယ်ရှင်နဲ့တွေ့ဆုံနေပါရင်နောက်တနေ့မှာဒေးဗစ်နဲ့ဟယ်လင်တို့ကအလုပ်ကမ်းလှမ်းချက်အကြောင်းတိုင်ပင်ကြပါရင်သူဟာသူတို့ခုနှစ်နှစ်ပဲအဝေးမှာနေရမယ်လို့အာမခံပါရင်မိသားစုဗန္ဒာရေးပြန်လဲကောင်းလာမယ်ဆိုတော့ဩစတြေးလျကိုပြန်သွားလို့ရမယ်လို့ကတိပေးပါရီ ခက်ခဲတဲ့ဇုံဖြတ်ချက်ဖြစ်ပေမဲ့လည်းဟယ်လင်ဟာသူ့ရဲ့ခင်မုန်းကိုယုံကြည်ဖို့ရွေးချယ်ခဲ့ပါတယ်။ရဲ့အနေနဲ့အကြောင်းမှာတော့ဒေးဗစ်နဲ့မိသားစုကအကြွေးဝေးဆက်ဖို့နဲ့ခရီးစေးအတွက်အိမ်ကိုရောင်းချခဲ့ပါတယ်။သူတို့ရဲ့မိဘဝေကိုနှုတ်ဆက်ခဲ့ကြပြီးတော့မထွက်ခွာခင်မှာဟယ်လင်ရဲ့အမေကသူ့ကိုအမေရိကရောက်မှပဲဖတ်ဖို့အတွက်စတဲ့ဆောင်ပေးခဲ့ပါတယ်။အလုံးအစင်တဲ့ဖြစ်တဲ့အခါမှာဒေးဗစ်တို့မိသားစုထွက်ခွာခဲ့ကြပါရင်အမေရိကရောက်တဲ့အခါမှာတော့လူဝင်မှုကြီးကြပ်အရာရှိကဒေးဗစ်တို့မိသားစုဘယ်လောက်ကြာနေမလဲလို့မေးခဲ့ပါရင် ေဗေက6လလို့ပြောခဲ့ပေမဲ့သူ့ရဲ့ကလေးတယောက်ကနနစ်ဆိုပြီးရုတ်တရက်ပြောလိုက်ပါရီအယားရှိကတန်တရာဖြစ်သွားခဲ့ပြီးတော့သူတို့ကိုစစ်စီရဲ့ခန်းစီခေါ်သွားခဲ့ပါရီဒေဗစ်စီမှာ6လစာဗီဇာရဖို့အတွက်ပိုက်ဆံမဲ့လုံလောက်တယ်ဆိုတာပေါ်လာခဲ့ပါရီဒါကြောင့်6လအကြာမှာသူဟာနနစ်လောက်တရားမွေနေရခဲ့ရတာပါကံကောင်းစွာနေပေအယားရှိကဟယ်လီရဲ့အမေစီကနေစာရဆောင်ကိုသူတို့ရဲ့ဝတ်စုံတစ်တာအထဲမှာတွေ့ရှိခဲ့ပါရီအဲ့ဒီစာမှာဆိုရင် 6လကြာရင်ပြန်တွေ့မယ်လို့យေတာထားတာကြောင့်သူတို့အမှန်တရားကိုပြောနေတယ်ဆိုတာအရာရှိကိုနောက်ဆုံးမှယုံကြည်သွားစေခဲ့ပါတယ်ဒါပေမဲ့သူတို့ကိုစစ်ဆေးတာအချိန်ယူလွန်းတာကြောင့်နေရှိဘီကိုသွားမဲ့လင်းရင်ကိုလွဲသွားခဲ့ပြီးရထားနဲ့ပဲလိုက်သွားရပါရီညာဘဲဘတ်စကာမတိုက်မှာဒေးဗစ်ကအများသုံးဖုန်းကနေသူ့ရဲ့မိတ်ဆွေကိုဖုန်းဆက်ဖို့ကြိုးစားပါရီသူတို့နှစ်ရက်အရင်ကတည်းကတွေ့ဖို့အတွက်စီစဉ်ထားခဲ့ပေမဲ့လင်းရင်လွဲသွားတဲ့အတွက်အခုမှပဲရောက်တာပါဖုန်းမကိုင်းတာကြောင့်ဒေးဗစ်ဟာသူ့ရဲ့ခီးစဉ်ကိုဆက်လက်လုံဆောင်ခဲ့ပါရီ နောက်တညမှာတော့သူတို့နေမဲ့နေရာကိုရောက်တဲ့ခါမှာတော့အိမ်မှာဘာပရိဘောကမှမရှိဘဲနဲ့လုံးဝဗလာဖြစ်တော့ကိုမြင်ရတော့အားလုံးကအံ့အားတင့်သွားခဲ့ပါပြီ။ဟယ်လင်ဟာသူ့ရဲ့ကလေးဝေးချမ်းပြင်းမှာအိမ်မယ်ဆိုရင်တော့ဖျားနာမှာစိုးတဲ့အတွက်သူတို့အိတ်ဖို့အဝတ်တွေကိုအသုံးပြုပြီးအိရာလောက်ခဲ့ပါရီ။နောက်တနေ့မှာဒေးဗစ်ကသူ့ရဲ့တငယ်ရှင်စီကိုတွားပါရီ။ဒါပေမဲ့သူ့အလို့အကြောင်းမမေးရသေးခင်မှာပဲသူ့ရဲ့တငယ်ရှင်ကဒေးဗစ်မနေ့ကလာရမယ့်အချိန်မရောက်လာခဲ့တာကြောင့်အဲ့ဒီအလို့ကိုတခြားလူအားပေးလိုက်ပြီးဖြစ်တဲ့အကြောင်းပြောပြခဲ့ပါရီ။ ဒေးဗစ်ကအဲ့ဒီအကြောင်းကိုကြားပြီးတော့လုံးဝအံ့ဩသွားခဲ့ပါရီဒီလိုနဲ့သူအိမ်ပြန်ရောက်တော့ဒေးဗစ်ဟာဟယ်လင်ကိုဖြစ်ပျက်ခဲ့တာဝေပြောပြပြီးသူမကလည်းအံ့ဩသွားလျက်စိတ်အေးထားဖို့အချိန်လိုတယ်လို့ပြောခဲ့ပါရီအဲ့ဒီနောက်သူတို့အိမ်ခန်းထဲမှာဟယ်လင်ကငိုကြွေးခဲ့ပြီးသူမရဲ့ဒရဝေကိုထုတ်ဖော်ခဲ့ပါရီဒါပေမဲ့အားငယ်စိတ်ဓာတ်ကျနေချိန်မှာပဲသူမအမေရဲ့စာကိုမြင်လိုက်ပါရီအဲ့ဒီစာထဲမှာဆိုရင်အရေးကြီးတဲ့အကြောင်းအရာဝေအမှန်တကယ်မပါဝင်ပေမဲ့သူတို့မိသားစုအမေရိကကိုလာနိုင်ခဲ့တာက ီစာကြောက်မဲဆိုတာတရိယာစီခဲ့ပါရီသူမကအရာအလုံးမှာအကြောင်းရင်းတစ်ခုပဲရှိမှာပါအဲ့ဒါကတော့ဖရာရဲ့အစီအစဉ်တစ်ခုရဲ့အစိတ်အပိုင်းတစ်ခုပဲလို့ယူဆခဲ့ပါရီစိတ်ဖြေရာရပြီးတော့အရင်ကစိတ်ဓာတ်ကျနေခဲ့တဲ့ဟဲလင်ဟာတကယ်တော့ဒေးဗီရဲ့စိတ်ဓာတ်ကိုမြင့်တင်ပေးနိုင်ခဲ့ပါရီသူရဲ့မိသားစုကအတူတကွဆူဆီးပြီးတော့ဒီအခက်ခဲတွေကိုရင်ဆိုင်ကြော်လွားဖို့ခံနိုင်ရရှိရန်လိုအပ်ခဲ့ပါရီအဲ့ဒီညမှာဒေးဗီနဲ့ဟဲလင်တို့ကသူရဲ့ကလေးတွေကိုမိသားစုရဲ့ငွေကြေးအခြေအနေအကြောင်းရှင်းပြဖို့ဆုံးဖြတ်ခဲ့ပါရီ ဟယ်လင်ကသူတို့ရဲ့အဖေအလုံးမရတီးခင်အထိသူတို့မိသားစုအနေနဲ့အသုံးစေးဒီကိုရှော့ရှာပြီးတော့မိသားစုတစ်ခုလုံးအတူတကွပူပေါင်းလှုပ်ဆောင်ဖို့လိုအပ်တယ်လို့ရှင်းပြခဲ့ပါတယ်။နောက်တနေ့မှာဒေးဗစ်နဲ့သူ့မိသားစုဟာဘဝရဲ့စင်ခွန်မှုကိုကြော်လွားနိုင်ဖို့စုတောင်းရန်ဖះเจ้าကိုတွားခဲ့ပါတယ်။ဝပူကိုကိုွယ်တဲ့ခါမှာတော့ K နဲ့ Jeff ဆိုတဲ့အယံကိုကောင်းတဲ့လင်မယားသွဲနဲ့တွေ့ဆုံခဲ့ပါရင်းမွန်လွယ်ပိုင်းမှာပဲသူတို့ရဲ့အိမ်ဝင်းကိုတန့်ရှင်းရဲ့လုံနေတဲ့အချိန်မှာအိန်ဒီရှင်တယောက်ကနှုတ်ဆက်ပြီးတော့သူတို့ရဲ့ဝင်းကိုလည်းတန့်ရှင်းရဲ့လုံဖို့ ငားမလားလို့ဟာတာပြောနေခဲ့ပါရီဒေဗေယတာကအဲ့ဒီဟာတာကိုကြားတဲ့အခါမှာမျက်ခင်းပြုတ်ပြင်းရင်းနဲ့အိမ်တန့်ရှင်ရဲ့လုပ်ငန်းစတင်ဖို့အကြံရခဲ့ပါရီနောက်ဆုံးမှာတော့သူတို့ကလုပ်ငန်းစရန်ဆုံးဖြတ်ခဲ့ပါရီတနေ့တလုံးမှာသူတို့ရဲ့ဝန်ဆောင်မှုကိုငွေပေးရတဲ့လူတပိပိရှင်များလာတဲ့အတွက်ပိုက်ဆံရှာဖို့အခွင့်အလမ်းရခဲ့ပါရီသူတို့ဟာစားတောက်ကုန်ဝယ်တဲ့အခါမှာကူပွန်တွေအတုံးပြုတ်ပြီးတော့သူတို့တကယ်လိုအပ်တာလေးဝေးကိုပဲဝယ်ပြီးပိုက်ဆံရွှေတာနိုင်ခဲ့ပါရီလအနေငယ်လောက်ကြာပြီးတဲ့နောက်ဒေးဗီရဲ့တန့်ရှင်ရဲ့လုပ်ငန်းကခေါင်းခေါင်းဖြစ်နေခဲ့ပြီးမြဲ သူကအလုပ်တစ်ခုတော့ရှာလို့မရသေးပါဘူးတရက်နေမှာတော့ဒေးဗစ်နဲ့မိသားစုတိုက်တာအိမ်အားထဲကအကြီးဆုံးအိမ်မှာသူတို့ရဲ့ဝန်ဆောင်မှုတွေတွားလုပ်တဲ့အချိန်အဲ့ဒီအိမ်ရဲ့ပိုင်ရှင်ဟာ FD ဆွဲအစိုးရတယောက်ဖြစ်နေတာကိုတွေ့တော့အံ့အားသင့်သွားခဲ့ပါရီအရင်တို့က FD စတင်စူးစမ်းတော့မှာဒေးဗစ်ကသူ့ကိုဖျော်ဖြေပွဲတွေလုခွင့်မပေးခဲ့ပါဘူးဒေးဗစ်ဟာနာမည်ကြီးအစိုးရဝင်နဲ့ပဲအလုံးလုံးရှင်တာမလို့ FD လိုမျိုးတက်တစ်ဆာအစိုးရဝင်ကိုငင်းပယ်ခဲ့တာပါရှက်စိတ်ဝင်လာခဲ့တာကြောင့်ဒေးဗစ်ဟာသူ့ရဲ့ကလေးတွေကိုအမြန်ဆုံးထွက်သွားဖို့ပြောပါရီဒေးဗစ်ရဲ့ဘဝအခြေအနေကိုမြင်တော့ FD ဟာစိတ်မကောင်းဖြစ်သွားခဲ့ပြီးသူရဲ့ဝန်ဆောင်မှုကိုငားဖို့ဆုံးဖြတ်လိုက်ပါရီတန့်ရှည်ရဲ့လုံနေတုံဒေးဗစ်ဟာ FD ကိုစောင့်ကြည့်နေမိပါရီ အက်ဒီကတော့သူ့ရဲ့အလုပ်အစီအစဉ်တွေနဲ့အလုပ်များနေခဲ့ပါရင်သူကအရင်ကအက်ဒီထက်တာတယ်လို့ထင်ထားခဲ့တဲ့လူဟာအခုဆိုတော့ဒီလောက်အောင်မြင်နေတာမို့ဒေးဗစ်အယန်ကိုရှက်နေမိပါရင်ဒီလိုနဲ့နေရကြမှာအင်နီရှင်းနဲ့စူပေါင်းစားတောက်ပွဲလုပ်နေကြတဲ့အချိန်ဂေးကဟယ်လင်ကိုနောက်နေ့ဂျေစုတော်နေမှာသူမတို့ရဲ့အိမ်လာဖို့ဖိတ်ခေါ်ခဲ့ပါရင်သူမကဟယ်လင်တို့ကိုသူမရဲ့ခင်မွန်းက ကားနဲ့လာခေါ်မှာမလို့တည်ယူပို့ဆောင်ရတဲ့အတွက်စိတ်ပူစရာမလိုအပ်ပါဘူးလို့အာမခံပြောပါရင်းနောက်တနေ့မှာဂျက်ကဒေးဗစ်တို့ကိုလာခေါ်တဲ့အခါမှာအိမ်ထဲမှာပူရီဘော့ကဘာမှမရှိတော့ကိုတွေ့တော့အံ့အားတင့်သွားခဲ့ပါရင်းသူဟာဒေးဗစ်ကိုစိတ်အနှောက်အယှက်ဖြစ်စေရှင်းတာမဟုတ်တဲ့အတွက်ဘာမှမမြင်ရှင်အောင်ဟန်ဆောင်လိုက်ပြီးငြင်းနေလိုက်ပါရင်း ကျပ်တော်ရဲ့အင်ကွန်ရောက်တဲ့ခါမှာပွဲမစခင်အားလုံးကအတူတကွတချင်းဆိုကြပါရီဒေးဗစ်ရဲ့သမီးရီဘာကာတချင်းဆိုတော့သူမရဲ့အတန်ကအရန်ကိုလာပါတာကြောင့်အားလုံးကငြိမ်သက်သွားခဲ့ပါရီပွဲအတွင်မှာကျပ်ကရီဘာကာဟာအဆူတော်ဖြစ်လာနိုင်တဲ့အလားအလာရှိတယ်လို့ထင်ကြေးပေးပြီးဒေးဗစ်အနေနဲ့သူမကိုကီတာထုတ်လုပ်သူတယောက်စီမိတ်ဆက်ပေးတင်တယ်လို့အကြံပြုပါရီဒါပေမဲ့ဒေးဗစ်ကအဲ့ဒီအကြံကိုသိပြီးစိတ်ဝင်စားပါဘူးနောက်တစ်ပတ်အကြာခရစ်စမတ်အကြုံညမှာဆိုတော့ဒေးဗစ်မိသားစုညစာစားနေတော့သူတို့ကကားအတန်ဒီအများကြီးကြားလိုက်ရပါရီ ကျပ်နဲ့အင်ဒီရှင်းတွေကဒေးဗစ်နဲ့သူ့ရဲ့မိသားစုအတွက်ခရစ်စမတ်လက်ဆောင်အဖြစ်အသုံးမလို့တော့တဲ့ ိမ်တုံပြိဘောကောက်ဝင်နဲ့ရောက်လာကြတာပါသူတို့ရဲ့ကျင်နာမှုကြောင့်ဒေးဗစ်တို့မိသားစုရင်ထဲထိခိုက်သွားခဲ့ပါရီ၃လအကြာအဝတ်လျှော်နေတဲ့အချိန်ဟယ်လင်ရဲ့ဘိုက်ကစနာလာခဲ့ပြီးကလေးမွေးခံနေပြီးစွာခန်းစားခဲ့ပါရီဒေးဗစ်ကသူမကိုဇေယျအမြန်ပို့ဖို့အလင်းစလို့လှုပ်ဆောင်ခဲ့ပါရီဒေးဗစ်ဟာအချိန်တော်ကြာအောင်စောင့်ရတယ်လို့ခန်းစားခဲ့ပေမဲ့နောက်ဆုံးမှာတော့သူ့ရဲ့9ယောက်မြောက်ကလေးလေးကဘေးကင်းစွာနဲ့မွေးဖွားနိုင်ခဲ့ပါပြီဒါပေမဲ့သူ့ရဲ့ပျော်ရွှင်မှုဟာကြာရှည်မခံပါဘူး အရန်ကိုကြီးမားတဲ့ဈေးုံဘီကိုမြင်လိုက်ရလို့ပါသူမတနိုင်တာကြောင့်ဈေးုံကိုရှော့ပြီးဖို့တောင်းပန်ခဲ့ပါရင်သူကအရေးကြပေးပါမယ်လို့ကတိပေးခဲ့ပြီးနောက်ဆုံးမှာဝန်ထမ်းတွေကသူ့အတွက်စိတ်မကောင်းဖြစ်ပြီးတော့ရှော့ဈေးတစ်ခုပေးခဲ့ပါရင်သူမကအရေးကြပေးခွင့်ပြုပြီးတော့ဘေးရတဝက်ပဲပေးရတော့ပါရင်ဒေးဗစ်ဟာဒါကိုကြားပြီးတော့စိတ်သက်သာရောက်သွားခဲ့ပါပြီ။ဒါပေမဲ့ဝန်ထမ်းကဘေးအစ်တ လုပ်ဖို့အတွက်ပြင်ဆင်နေတော့မှပဲဘေးကအပြည့်အဝပေးပြီးသားလို့ကွန်ပျူတာမှာပြနေတာကိုတွေ့လိုက်ရပြီးသူမရောဒေးဗစ်ကပါရှုပ်ထွေးသွားခဲ့ပါရင်၃ရက်ကြာမှတော့ဒေးဗစ်နဲ့ဟယ်လင်တို့အိမ်ပြန်ရောက်ပြီးရနောက်သူတို့ရဲ့ကလေး၆ယောက်နဲ့ဂေးနဲ့ကြက်တို့ကနှုတ်ဆက်ဖို့ရောက်နေကြပါရင်အလုံးဟာအိမ်ထဲဝင်ပြီးရနောက်ဒေးဗစ်ဟာကြက်ကိုတီးတန့်စကားပြောဖို့ခေါ်ခဲ့ပါရင်သူကကြက်ကိုဟယ်လင်ရဲ့ဇေယုံပေးအားပေးခဲ့တာသူဆိုတာသိတဲ့အကြောင်းပြောပြခဲ့ပါရင်ဂျေဆုတင်စကားဝေးပြောရမယ့်အစားဒေးဗစ်ဟာတို့ရထွက်ခဲ့ပါရင် သူကကြက်ကိုကိုညီတာရက်လိုက်ပါလို့ပြောပြီးတော့သူ့လိုမျိုးမိတ်ဆွေမျိုးရတာကဂျေဆုတင်ပေမဲ့သူ့အပေါ်မှာဆက်ပြီးမမီခိုရှင်ပါဘူးလို့ပြောပါရင်သူဟာသူ့ရဲ့မိသားစုကိုကိုရိုင်းကိုကြပြုစုဆောင်ရှောက်ရှင်ပြီးတော့သူ့တပားအပေါ်အလွန်အကျွံမိခိုမနေရှင်ပါဘူးလို့ပြောပါရင်လက်အနေငယ်ကြမှာဒေးဗစ်ဟာရီဘက်ကာရဲ့ဂီတကိုထုလုပ်တူအမေမျိုးစီယူဆောင်သွားဖို့ကြိုးစားခဲ့ပါရင်ဒါပေမဲ့ရီဘက်ကာဟာအဆင်သင့်မဖြစ်သေးပါဘူးဖြောဖြေးနေပဲစိတ်လှရှားတတ်လို့ဆိုပြီးတော့ဘယ်သူမှစိတ်ဝင်စားကြပါဘူး နောက်တနေ့မှာရီဘက်ကာကမနေ့ကသူမ FD ရဲ့အိမ်မှာတန့်ရှည်လုံနေတော့ FD ဟာအမှန်တကယ်အဆိုတော်တယောက်ရဲ့ဂီတထွက်လို့တူတယောက်ရဲ့ဖြစ်တယ်ဆိုတော့မဂ္ဂဇင်းထဲမှာတွေ့ခဲ့တယ်လို့အားလုံးကိုပြောပြခဲ့ပါရင်သူမကတခြားထွက်လို့တူရဲ့ရှာနေမဲ့အစား FD နဲ့အတိအကျွမ်းရှိပြီးသားမလို့အဖေကသူမကို FDC မိတ်ဆက်ပေးမယ်ဆိုရင်တော့ကောင်းမယ်လို့ထင်တဲ့အကြောင်းပြောခဲ့ပါရင်ဒေးဗစ်ဟာစိတ်ဆိုးသွားခဲ့ပြီးသူတို့က FD ရဲ့အိမ်ကိုတန့်ရှည်လာလောက်တာပဲဖြစ်ပြီးတော့ပို့ပြီးဘာမှတောင်းဆိုလို့မရပါဘူးလို့ပြောပါရင် ဒီစကားကရီဘက်ကရဲ့စိတ်ကိုတိခိုက်စေပြီးတော့သူမကစိတ်မကောင်းစွာနဲ့ထွက်သွားခဲ့ပါရင်ကံကောင်းစွာနဲ့ပဲဟယ်လင်ကဝင်ရောက်ကူညီပေးလိုက်ပြီးသူတို့ကိုချက်ချင်းပဲပြန်လဲတင်းမြတ်စေခဲ့ပါရင်နေရဲ့အကြမ်းမှာဒေးဗစ်နဲ့ရီဘက်ကတို့ကတခြားကိတာထုတ်လုပ်တွေနဲ့တွားတွေ့ခဲ့ပါရင်သူတို့ကရီဘက်ကရဲ့အံ့မခံအတန်ကိုကြားလိုက်ရပြီးနောက်စိတ်ဝင်စားပြီးတော့နောက်တစ်ပတ်မှာသူတို့စတူဒီယိုမှာတချင်းလာလေ့ကျင့်ဖို့ဖိတ်ခေါ်ခဲ့ပါရင်ဒေးဗစ်နဲ့ရီဘက်ကတို့အရန်ကိုပျော်ပြီးမဲ့အဲ့ဒီညမှာသူတို့ရဲ့ဝမ်းတာမှုက ဝန်ထဲမှုအဖြစ်ပြောင်းခဲ့ပါရင်အဖိုးကနှလုံးဖောက်ပြီးတော့ဆုံးပါသွားပြီလို့အဖွားကဖုန်းဆက်လာတာပါဒေးဗစ်ဟာမနေ့ဖြန်မှာထထုတ်တူကိုဆက်သွယ်ပြီးအတူတူလုံးမဲ့ဂီတာအတွက်ပိုက်ဆံတောင်းဖို့ကြိုးစားခဲ့ပါရင် ရီဗာကာရဲ့လာစာချက်လက်မှတ်ကနောက်မှရလာမှာစွာကိုတိပေမဲ့ဩစတြေးလျပြန်သွားပြီးသူ့ပြောင်းဝေကိုတွားတွေးဖို့ငွေကိုအလင်းမြန်လိုအပ်နေခဲ့တာပါဒါပေမဲ့ထုတ်လုပ်သူကလိုက်လျောမှုမပြုတ်ခဲ့ပဲမလိုအပ်တဲ့အကြောင်းပြချက်နဲ့သူရဲ့သဘောတူညီမှုကိုအဆုံးတက်လိုက်ပါရီဒေးဗစ်ဒိုရာထွက်သွားခဲ့ပြီးတော့စိတ်ပြက်လက်ပြက်နဲ့သူ့ရဲ့ဖုန်းကိုပြစ်လိုက်ပါရီရီဗာကာဟာသူ့အဖေဘလောက်စိတ်ပြက်နေတယ်လဲစွာကိုမြင်တော့ဝမ်းနည်းစွာကြည်နေုံပဲတန်းနိုင်ခဲ့ပါရီဒေးဗစ်ရဲ့အနေငယ်ကြောင့်အေးရထဲလဲလျောင်းနေခဲ့ပြီးထဖို့စားဖို့ငင်းစံနေခဲ့ပါရီသူ့ရဲ့စနီးဟဲလင်ကသူ့ကိုအားပေးဖို့နဲ့အားသက်စေဖို့အစွမ်းကုန်ကြိုးစားပါရ ီတနေ့မှာဟဲလင်ကစိတ်ဖြည့်လျှော့ဖို့အတွက်ကလေးဝေကိုပန်းချန်တဲ့လမ်းလျှောက်တွားရန်ဆုံးဖြတ်ခဲ့ပါရီသူတို့ပန်းချန်မှာရှိနေတဲ့ချိန်ကလေးတယောက်ကရီဘက်ကရေးဖွဲထားတဲ့တခြင်းတစ်ပုဒ်ကိုအရန်တာယာစွာနဲ့တီးဆိုနေခဲ့ပါရီအိမ်ပြန်ရောက်တော့ဟဲလင်ဟာဒေးဗစ်ကိုအဲ့ဒီတခြင်းအကြောင်းနဲ့သူတို့ရင်ဆိုင်နေရတဲ့အခက်အခဲတွေကြားထဲကနေပဲကလေးဝေဟာသူတို့ကိုကူညီဖို့အတွက်စူးစမ်းနေတာကိုပြောပြခဲ့ပါရီသူမကဒေးဗစ်ကိုအရှုံးမပေးဖို့နဲ့ဩစတြေးလျရဲ့တဲတောက်တဲတောက်ဘဝကိုဆွတ်လွတ်ပြီးအမေရိကမှာသူတို့ကိုထောက်ပံ့ကူညီပေးနေတဲ့ကလေးဝေရဲ့ကောင်းမွန်တဲ့ဖခင်ဖြစ်ပါဆိုပြီးပြောပြခဲ့ပါရီ ဒေးဗစ်ဟာဒီစကားကိုကြားပြီးနောက်မျက်ရည်ကျပါရင်းနောက်တနေ့မှာဒေးဗစ်သူ့ကိုယ်သူပြန်လဲပြုတ်ပြင်ပြီးတော့ကလေးဝင်တဲ့တွေ့ပါရင်းသူကအမြဲတမ်းတခြားသူ့ကိုအပြစ်တင်တတ်တဲ့ကြောက်တတ်တဲ့အဖေတယောက်ဖြစ်ခဲ့တဲ့အတွက်တောင်းပန်ပါရင်း ရိဘကရောက်လာတဲ့အခါမှာသူ့သမီးကတချင်းရေးတာသူတိပြီးသားဖြစ်တဲ့အကြောင်းဝန်ခံပါရီသူဟာသူ့ရဲ့မာနကိုဖယ်ထုတ်ပြီးတော့မိသားစုအတွက် FDC ကိုရှီးကပ်ဖို့ကြိုးစားမယ်လို့ကတိပေးပါရီနောက်တနေ့ဒေးဗစ်ဟာ FD ကိုဖះအောင်လာပြီးရိဘကရဲ့ဖျော်ဖြေမှုကိုလာကြည့်ဖို့အစီအစဉ်ခဲ့ပါရီသူကကြက်နဲ့လည်းပြန်လည်တင့်မြတ်ပြီးတော့ရိဘကဖျော်ဖြေနေတဲ့အချိန်စန်တရားတီးပေးဖို့တောင်းဆိုပါရီမကြခင်မှာ FD နဲ့သူ့ရဲ့မိတ်ဆွေတို့က ရီဘက်ကာရဲ့ဖျော်ဖြေမှုကိုလာကြည့်ပါရင်အက်ဒီဟာသူမရဲ့ဖျော်ဖြေမှုကိုတွေ့ရတော့အရန်ကိုအံ့ဩသွားခဲ့ပါရင်သူကသူ့မိတ်ဆွေနဲ့စကားပြောပြီးတဲ့နောက်ရီဘက်ကာပွဲရပြီးရထူးတိုးမြင့်ပေးမယ်လို့အားလုံးကိုပြောကြားခဲ့ပါရင်ဒေးဗစ်မိသားစုဟာအဲ့ဒီသတင်းကိုကြားရပြီးတဲ့နောက်အရန်ကိုပျော်သွားပါရင်ရီဘက်ကာအဆူတော်ဖြစ်လာတဲ့အတွက်အက်ဒီဟာသူမအတွက်စင်မြင့်နမည်အသည့်တစ်ခုရှိတဲ့နယ်လို့ထင်ပါရင်အားလုံးတိုင်ပင်ပြီးတဲ့နောက်သူတို့အားလုံးကဇုံပါသွားပြီးဖြစ်တဲ့အဖိုးရဲ့နမည်ကိုထည့်ဖို့တဘောတူပါရင် ဒါကြောင့်အခုဆိုရင်တို့ရဲ့စင်မြင့်နာမည်က Rebecca Jane ဖြစ်လာခဲ့ပါရင်နေ့လေကြာလာပြီးတော့ Rebecca ရဲ့တခြင်းထွက်ရှိလာခဲ့ပြီးသူမရဲ့ပြိတ္တာအလုံးကနေ့သက်ပါရင်သူမဟာနာမည်ကြီးအစိုးရတယောက်ဖြစ်လာပါရင်ပထမဆုံးဂီတဖျော်ဖြေပွဲမှာသူမစင်မြင့်အပေါ်မှာတက်ခင်သူမကသူမရဲ့မိဘဝေကိုအတိမတ်ပြုတ်ပြီးတော့ရှင်းမွန်ခဲ့ပါရင် သူမရဲ့အဖေကအိမ်ပြင်ပမှာအမတန်ကြိုးစားပြီးတော့အလုပ်လုပ်ခဲ့တယ်လို့အမေဖြစ်သူကလည်းမိသားစုကိုစုစည်းထားဖို့အတွက်ကြိုးစားခဲ့ပါရင်သူတို့ဟာတခြင်းမဆိုးပြီးမဲ့လေသူမရဲ့သူရဲ့ကောင်းတွေဖြစ်ခဲ့ကြပါရင်ကြည့်ရှုပြပရိသတ်များအားလုံးကျေးဇူးထူးတင်ရှိပါခင်ဗျာ